မင်္ဂလာပါဗျဒီနေ့ဒီဗီဒီယိုလေးမှာဘာပဲလို့လို့ shape pro မြန်မာရှိတယ်ဆိုတော့အစီအစဉ်ခံရတဲ့တခုအောက်မှာတော့ comment လေးတွေ့ရတယ်အဲ့ဒီ comment လေးကိုပြန်ဖြေပေးမဲ့နေ့ဒီတနေ့ရောက်လာပါတယ်ခင်ဗျာဒါတော့အခုကျွန်တော် comment လေးကိုဖတ်ပြလို့ဘလူတွေကဘာတွေတိကျင်ပြီးဘလူတွေကဘုဒ္ဓကိုစကားပါကျင်ဆိုတော့အစီအစဉ်ပေါ့နော်အဲ့ဒီအစီအစဉ်မှာဟိုတချို့တော့ comment လေးတွေ့ရတယ်အရင်က1တာ ကျေးဇူးလေးတင်တယ်အဲ့တော့သူတို့ရဲ့တိကျင်ရမေးအဲ့တော့ဘုဒ္ဓကိုစကားပါကျင်ရယ်ဆိုတဲ့ဗီဒီယိုရဲ့အောက်ကွန်မန့်လေးကိုကျွန်တော်ဖတ်ပြပေးမယ်အဲ့တော့ကကွန်မန့်တွေကတော့အဲနည်းနည်းများတယ်ဒါပေမဲ့အရင်ကတော့မများဘူးအဲ့ဒီကွန်မန့်တွေတခုတော့နည်းနည်းစိတ်ဝင်စားဖို့ပါ ဒီစင်စင်လေးကိုတဘောကြတယ်တဲ့မေးကျင်တာတော့မဟုတ်ဘူးမကြည်နဲ့တဲ့သူကိုပြောကျင်တာအခုကထိုင်းမာနေတယ်အောက်လန်းကနေခက်ခက်ခဲနဲ့တက်လာခဲ့ရတာပါတဲ့ထိုင်းမရောက်ခင်မှာလူလေပွဲသားနဲ့တွေ့ခဲ့လို့အတော်လေးဒုက္ခရောက်ခဲ့ရတယ်ထမင်းမဆားရတဲ့သုံးရက်ကိုကြော်ဖြတ်ခဲ့ရတယ်ကံကောင်းလို့ပြောရမလားပဲကူညီပေးတဲ့လူတွေနဲ့စုံတွေ့မိလို့ထိုင်းကိုရောက်လာခဲ့တယ် အခုတော့အစဉ်ပြေတဲ့ဆိုပြီးမဲ့အဲ့ဒီပွဲသားတွေကို မကြင်နဲ့ဘူးကျွန်တော်တယောက်တည်းဖြစ်တာမဟုတ်ဘူးအဲ့ဒီတော့ကလူ၁၂ယောက်ပါအကုန်လုံးဒုက္ခရောက်ပြီးမျက်ရည်ကျငိုကြွေးရတဲ့သူတွေလည်းမနေဘူးအဲ့ဒီတနစားပွဲသားတွေကို အခါအတည်းဆုံးထိုးနှက်ချက်ဖြစ်အောင်ပြောကျင်တယ်ကူညီပေးပါဗလာဒါတဲ့အားလုံးတည်းသိအောင်လို့ဒင်းတို့ကို ဆိုရှယ်မီဒီယာကနေ နောက်မလုံရဲအောင်ပဲဖြစ်ဖြစ်တတိပေးခြင်းတယ်အပြင်မှာဒါအဲ့ဒီပွဲစားကိုတွေ့အသေးပဲလို့ပြောပြပါဘရောက်တာတဲ့အဲစောင့်မျှော်နေပါမယ်တဲ့အဲမပြီးသေးဘူးဗျ तू ကနောက်တစ်ခုရှိသေးတယ်အကိုကြီးကျွန်တော်ထိုင်းကိုစားရောက်ပြီးအလုံးမရှိခင်ကထိုင်းတီရောင်းပါတယ်အမျက်ကအများကြီးမရဘူးဆိုပေမဲ့စားတော့ဖို့အတွက်တော့လုံလောက်ပါတယ်အခုအလုံးရလဲ ထိုင်းကြီးရောင်းတာကိုမရက်ပဲအပေါ်ဝင်ဝင်အနေနဲ့ဆက်လက်ရောင်းပါတယ်ကျွန်တော်သိကျင်တာကထိုင်းကြီးရောင်းနေတာအခုထိထိုင်းကြီးရဲ့ရာဇဝင်တမိုင်းအကြောင်းမသိဘူးအကိုတဲ့ဒါကြောင့်ထိုင်းကြီးရဲ့တမိုင်းအကြောင်းလေးသိကျင်ပါတယ်အကိုတဲ့ပြောပါပြောပြပေးပါဦးနော်တဲ့အဲ့တော့ဒီနေရာမှာ तू ကဒီအစီအစဉ်နှစ်ခုလုံးကို तू ကတန်းပြီးရောဟိုတန်းပြီးရေးသွားတာပါနော်တခုက तू က လူလေးပွဲသားတွေကိုတတိပေးတဲ့စကားသူကပြောလိုက်အဲနောက်တစ်ခုက तू တီးကျင်တဲ့ तू လည်းအခုထိုင်းထီရောက်တယ်မဟုတ်နော်ထိုင်းထီရောက်ပြီမဲ့ तू ကထိုင်းထီရဲ့တမိုင်းရောက်ကို तू ကမသိဘူး तू ကအဲ့ဒီထိုင်းထီရဲ့တမိုင်းရောက်ကို तू က तू တီးကျင်မတီးကျင်တဲ့ဟော तू တီးကျင်တယ်မဟုတ်နော်ပြောပြပေးပါဦးတဲ့အဲ့တော့ကျွန်တော်ဒီနှစ်ခုမှာထိုင်းထီရဲ့တမိုင်းရောက်ကိုအရင်ရှင်းပြပေးမယ်လားစင်တရက်နေ့နဲ့16ရက်နေ့ရောက်တိုင်း ထိုင်းနိုင်ငံတဝန်းလုံးအပြင်ထိုင်းရောက်ရွှေမြမာတို့ရဲ့ရင်ကိုလှောက်ခတ်စေတဲ့ထိုင်းတီဟာပဲကစခဲ့တာတယ်လူတိုင်းထီဟိုးကြတယ်ဒါပေမဲ့ဒီထီရဲ့တမားကြောင့်ဟာရိုးရိုးရှင်းရှင်းဝေကြီးကိစ္စတခုတော့မဟုတ်ဒါဟာဘရင်တွေရဲ့ပြိုပွဲရွှင်ပွဲတွေကနေစခဲ့တယ်အံဩစရာကောင်းတဲ့ဇလန်းတပုတ် ဖြစ်တယ်။ Thai tea စတင်တဲ့အချိန်ကိုပြောရရင်1884ခုနှစ်ကိုပြန်သွားရပါမယ်။အဲ့ဒီအချိန်ကထေရှားပြီးကြော်ကြတဲ့ဘယင်ယာမငါချူလာလောက်ကွန်းဟာ tea ကိုရံပုံငွေရှာဖို့ထက်သူ့မွေးနေ့ပွဲတော်ကိုပိုပြီးစီကားဖို့လူတွေကိုဖြောပြေဖို့အတွက်စတင်ထုတ်ဝေခဲ့တယ်။ပထမဆုံး tea ကိုတော်ဝင်ကိုရတော်တွေကိုပဲ လုတ်ခွေပေးခဲ့ပြီးစုငွေတွေကလည်းနိုင်ငံခြားကနေတည်လာတဲ့ပစ္စည်းတွေကုန်တွယ်ရေးအတွက်အထောက်အပံ့တွေဖြစ်တယ်ထီပေါက်ရဲ့သူဟာပတ်စံမရဘူးဒါပေမဲ့ငွေမရပေမဲ့နိုင်ငံခြားကပစ္စည်းကောင်းတွေစီးပွားရေးအခွင့်အရေးတွေရခဲ့တာပါဒါဟာအပျော်ကနေစခဲ့တဲ့တကယ်ကိုထူးဆန်းတဲ့ကန်ဆယ်မန်ပွဲတော့ဖြစ်တယ် ဒါပေမဲ့တီတို့ပြောတရားကောင်းတဲ့ကိစ္စဟာဘယ်အချိန်မှနိုင်ငံရေးနဲ့စီးပွားရေးကိစ္စဖြစ်သွားတာလဲအဖြေကတော့1933ခုနှစ်ပါအဲ့ဒီ1933ခုနှစ်မှာထိုင်းနိုင်ငံအခြေအနေကပြောင်းလဲသွားခဲ့တယ်အစိုးရကနိုင်ငံအတွက်ငွေကြေးအရင်းအီးတွေလိုအပ်လာတာကြောင့်ပျော်ရွှင်စရာပွဲတော်ကိုတရံဝင်အဖြစ် ပြောင်းလဲလိုက်ပြီးအစိုးရကဥဆောင်လောက်ကိုင်တော့တာပါပဲအဲ့ဒီအချိန်ကစပြီးထီရောက်ရငွေရဲ့အချိုးအစားအများစုကိုပြည်သူ့ကျမ်းမာရေးပညာရေးနဲ့နိုင်ငံရဲ့အခြေခံအဆောက်အအုံတွေအတွက်စတဲ့တုံးဆွဲခဲ့တယ်ပြောရရင်တော့ထီထိုးတဲ့လူတိုင်းဟာသူတို့နိုင်ငံကိုပါတစ်ဖက်တစ်လမ်းကနေကူညီပေးနေကြတာပါပဲ။ နောက်ဆုံးတော့အခုလက်ရှိကျွန်တော်တို့တည်တဲ့စနစ်ကိုရောက်လာတာပဲ1984ခုနှစ်မှာအစိုးရထီရုပ်ကိုတရားဝင်ထူထောင်ပြီးလက်စင်တရက်နည်းနဲ့16ရက်နည်းမှာထီဖွင်းရမယ်ဆိုတဲ့စနစ်ကိုပုံသေးတတ်မှတ်လိုက်တယ်အဲ့ဒီတရက်နည်းနဲ့16ရက်နည်းဟာထိုင်းလူမျိုးတွေရဲ့လာသာထုတ်ရက်နဲ့နှီးဆက်ပြီး ်ထီရောက်အားတက်ဖို့အတွက်အစိုးရကစဉ်းစားထားတဲ့စီးပွားရေးနည်းပညာလည်းဖြစ်တယ်အခုဆိုရင်ထိုင်းတီဟာပျော်ပွဲရှင်ပွဲကနေစတင်ခဲ့ပြီးနိုင်ငံအတွက်မရှိမဖြစ်တဲ့ငွေကြေးအရေးအမြစ်တစ်ခုဖြစ်လာခဲ့ပါပြီ။ Okay ဒီဗီဒီယိုလေးကတော့ထိုင်းဒီသမိုင်းရောက်ကိုသိကျင်တဲ့မိတ်ဆွေအတွက်ကျွန်တော်လေးလာထားရတဲ့လို့ဒီပြန်လဲပြောပြခြင်းဖြစ်ပါလေ။ ဒီဗီဒီယိုလေးကိုတဘောကြတယ်ဆိုရင် like လေးပေးပြီးကျွန်တော်ရဲ့ channel ကို subscribe နဲ့အားပေးခဲ့ပါဦးခင်ဗျာအခုကြည့်နေတဲ့မိတ်ဆွေလေကိုသိကျင်တဲ့အကြောင်းအရာလေးများရှိခဲ့ရင်ဒီဗီဒီယိုလေးကိုတစ်ချက်ကြည့်ပေးပြီးအဲ့ဒီဗီဒီယိုရဲ့အောက် comment မှာဝင်ရေးပေးဖို့တော့လိုပါလေခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာတင်တို့ရဲ့အတိုင်းနဲ့အတူပြန်လာခဲ့ပါမယ်ခင်ဗျာအားလုံးကို ယေຊုတင်ပါတယ်ဗျ။